ကဲအရှင်တို့ chapter 1သူ့ရဲ့ခေါင်းစဉ်ကဆက်လို့က the behavior of ပါလေကစားဓာတ်ငွေတွေရဲ့ပါများ ပြုအဲ့ဒါဒီ behavior ဆိုတဲ့စကားလုံးလေးကိုဒီချာလေးမှတ်ထားအဲ့ဒါတမတ်တန်လေးဖောက်ရင်းဖောက်တယ်เนาะအဲ့တော့ behavior ဆိုတော့အပြုအမူ occurs ဆိုတော့တမှိတ်လေးရပါလေအပြုအမူအဲ့တော့1.1မှာဆရာသင်ကြားမှာကျတော့ kinetic molecular theory of ပါလေ gases number 1.2ကကျတော့ measure ပဲ quantity of gases 1.3ကကျတော့ relationship among pressure volume and temperature of ပါလေ gases 1.4ကကျတော့ a gas mixture and moment အဲ movement of ပါလေကစားဆိုပြီးတော့စုပေါင်းနေဆိုင်တော့၄ဘိုင်းတရမယ်။တပိုင်းချင်းစီရမြန်မာလိုဆရာနောက်မှပြောပြမယ်။နှစ်ခါမိုးပါဆိုနော်။ပြီးတော့သူရဲ့ exercise လာမယ် chapter review လာမယ်ဆိုပြီးတော့စုပေါင်းဆန်လို့နေနေ6ဘိုင်းတရမယ်။ဘယ်နှဘိုင်းလဲ6ဘိုင်း။ဒါဆိုရင်တော့ chapter 1ပြတ်ပြီပေါ့နော်။အဲ့တော့6ဘိုင်းမှာတစ်ခုချင်းစီကိုဆရာတို့တရားလေးလိုက်ကြည့်ပြီးတော့သွားမယ်။သူရဲ့အဓိကတော့ဆရာက law တွေပေါ့နော်။ဥမာဆရာစုမင်းကြီးကထုတ်ခဲ့တယ်ဆိုရင်ဆရာစုမင်းကြီးရဲ့ဥပဒေ ဒီလိုမျိုးပေါ့နော်ဟိုចောင်းသားထုတ်ခဲ့ចောင်းသားဥပဒေပေါ့ចောင်းသားဥပဒေဆိုအမြင်နဲ့ဆက်လို့ဟိုပုံတင်နည်းအစ်တွေထုတ်တာလေသူကဆရာလေးကိုယ်တော်မကြောက်သူကကြောက်နေအဲ့လိုမျိုးပေါ့နော်ပုံတင်နည်းအစ်တွေလာလေဆိုចောင်းသားကြီးထုတ်ထားတဲ့ပုံတင်နည်းတွေပေါ့ဒါမျိုးလေးပေါ့နော်အဲ့တော့ sorry chapter 1လေးစကြည့်လိုက်ရအောင်နော်အဲ့တော့ chapter 1ရဲ့ဆက်လို့ကောင်းစင်ကကြတော့ဆက်လို့ကအဲ the behavior of ဗါလေ gazette တန်ခွေတွေရဲ့အပုမျိုးများနော်အဲ့တော့ we recognize we recognize ဆိုတာကဆက်လို့နေတဲ့တတိပြုမိတာက ဘာကြီးသတိပြုတာလဲဆိုရယ်ဆရုကဂက်ဇက်စ်ဘာငွေများဓာငွေများ liquid အရည်ဒီ solid အခဲဒီအခဲဒီက quite easily ဆိုတာကဆရုကဘယ်လိုပြောရမလဲဆရုအလွယ်တကူပေါ့နော်အလွယ်တကူဆရုကသတိပြုမိတာလေပေါ့ quite ဆိုတော့ပြတ်သားလာလို့ပြောတာပြန်လိုက်အဲ့တော့ quite easily အလွယ်ကူပြတ်သွားပြတ်သားစွာနေဆရုကဘာလုပ်လာတယ်သတိပြုလာတယ် because ဘာကြောင့်ဆိုတော့ an important exam or is တခုချင်းစီရဲ့အရေးပါတဲ့ဥပမာတွေကကြတော့ is all around us ဆိုတော့ဆရာရဲ့ပဝင်းချင်မှာရှိတဲ့အရေးကြီးတဲ့ဥပမာတွေပေါ့ဥပမာပြမယ်ဟိုဓာတ်ငွေ့တွေဥပမာဆိုပါလေအဲလေ liquid ရဲ့ဥပမာဆိုရင် water အဲ solid ရဲ့ဥပမာဆိုရင် swine ဒါမျိုးပေါ့နော် air ဆိုတော့လေ water ဆိုတော့ပါလေရေ swine ဆိုတော့ပါလေမြေကြီးဒါမျိုးလေးတွေပေါ့နော်ဒါသူ့ရဲ့ဘယ်လိုပြောရမလဲ example လေးတွေပေါ့ ဆက်မလားမသိဘူးเนาะအဲ့တော့ example လေးတွေကိုဆက်လို့ကဟိုအဓိကကြည့်ရမယ်ကြည့်ပြီးွားပြီဆိုရင်ဆက်လို့ကထပ်ပြီးတော့ပါတာက the gaseous state ဘာ state လဲ gaseous state gaseous state ဆိုတော့ဆက်ပါဓာတ်ဝိအခြေအနေပေါ့ဘာအခြေအနေလဲဓာတ်ဝိအခြေအနေကတဲ့ it the simplest state of matter အဲ့တော့ matter တွေကိုခွဲရင်ဆက်လို့ကဘဏ္ဍပိုင်းနဲ့ကြည့်တဲ့တော့အသိမှုတွေပြောကြည့်ပါဦးမတားဒီမှာပုံစံအခြေအနေဘယ်နှမျိုးရှိလဲမတားอืมမတားဆိုရင်ကြည်တနုကတင်မှုလေပုံစံအခြေအနေဘယ်နှမျိုးရှိလဲ တုံးခုပါလေပြောပါလေ solid liquid ကအဲ solid liquid က solid liquid ပါလေကအဲ့လိုမျိုးဆရာကအခြေအနေအသုံးခုမှာမှဟို simple အဖြစ်ဆုံးကဘာတူလဲဆိုတော့ဆရာက gaseous state လို့သူကပြောထားတာမပြောထားရလဲ gaseous state အဲ့ဒါပြောချင်တာเนาะအဲ့တော့ matter ဆိုတာနေဆရာတို့မြင်ရမှာက solid liquid ကအမှန်တော့သူရဲ့ဟို state တွေကရှိသေးတယ်ပေါ့เนาะဒီ matter လေးမှာပါတော့အသုံးမျိုးပဲနောက်က aqueous နဲ့ plasma ဆိုပြီးနောက်ထပ်နှစ်မျိုးရှိသေးတယ် တက်လာအဲ့တော့ to understand ဆိုတာကနားလေဘူးအစလုံးနေနဲ့နားလေဘူးအတွက်ဟို state of matter တွေကိုနားလေဘူးအတွက်ဟို၃မျိုးရှိတဲ့မှာမှာအဓိကနားလေအလွယ်ဆုံးကကျတော့ past state gaseous state အဲ့ဒါလေးဆက် underline တစ်ချက်လုပ်ထားပြီနော်အဲ့တော့ the gaseous state is the simplest state of matter to understand ဆိုတဲ့ဟာလေး underline လုပ်ထားလိုက်နော်ကြလား ်ကပ်ပြီးရင်ဆရာဆက်ပြီးတော့ကြည့်ကြည့်မယ်ဆိုရင်အဲဆရာတို့ထပ်ပြီးတော့သူပါလာကကြတော့ဆရာတို့ကကက်စီယာကက်စီယာဆိုတာဆရာကဓာတ်ငွေတွေက are very important အရန်ကိုပါဖြစ်တယ်အရေးကြီးတယ်စင်းဆိုတာကတော့ကတဲ့ကံပေါ့နော်ဘာလို့လဲဆိုတော့ဆရာက the air around us ဆိုတာကဆရာရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့လေထုကဘာလို့ကလဲလေထုတမို့လေပေါ့နော်လေက as ကျွန်ုပ်တို့ကိုကျွန်ုပ်တို့ရဲ့ဝင်းကျင်မှာရှိတဲ့လေက making app ဆိုတာကလုတ်ပေးတယ် the atmosphere ဆိုတာကလေဒူးကိုလိုလားမလိုလားဆရာပဝင်းကျင်မှာရှိနေတဲ့လေက လေဒူးကိုဖန်တီးပေးတယ်အဲ့ဖန်တီးတဲ့လေဒူးကိုဆရာကဘာလို့ခေါ်လဲဆိုတော့ a gases ဘာငွေလို့ခေါ်လဲဒံငွေလို့ခေါ်တယ်ဘာလို့ခေါ်လဲအဲ့ဒါလေးပါတစ်ချက်ထပ်ပြီးတော့မြင်တတ်ထားလိုက်နော် ဒါမို့ဆိုတော့ making us ဆိုတာဒီမှာဖန်တီးရမှုလဲဆိုဖွဲ့စည်းပေးတာလို့ပြန်လိုက်မယ်။ဗာလေ။ဖွဲ့စည်းပေးတာ။အဲ့တော့ gases တီတဝိတီက are very important အရင်ကိုအရေးကြီးတယ်။ since ဆိုတာကသောကြောင့်လို့ပြန်လိုက်ဗာလေ။သောကြောင့် the air around app ဆက်လို့ပုံဝင်ချိန်မှာရှိနေတဲ့ပုံဝင်ချိန်မှာဗာလေရှိနေတဲ့လေဒူးက making apps ဆိုတာကဆရာတို့ကဖန်တီးဖွဲ့စည်းပေးတယ်ဘာလို့ပေးတယ်ဖွဲ့စည်းပေးတယ်ဘလို့ဖွဲ့စည်းထားလဲဆိုတော့ဆရာတို့ကဖွဲ့စည်းထားတယ်ပေါ့ the atmosphere a gases ဆိုတော့အဲ့တော့ဓာတ်ငွေတွေနဲ့ပေါက်ထားတယ်ဖွဲ့စည်းထားအဲ့တော့ပဝင်းကျင်တဲ့လေတူးကအငွေတွေနဲ့ဖွဲ့စည်းထားတဲ့အတွက်ကြောင့်ဓာတ်ငွေတွေကပါလေအရေးပါအရေးကြီးတယ်အရေးပါတယ်အဲ့လိုမျိုးဘာသာပြန်လိုက်ပြန်ဆိုလဲရတယ်နော်ထပ်ပြီးတော့သွားပြီးဆက်သွားမှာကအောက်ဆီဂျင်ဂတ်ဆိုတော့အောက်ဆီဂျင်ပါလေတက်ငွေအောက်ဆီဂျင်ဆွဲရဆိုတင်ရတာပါလေဟုတ်ဟုတ် အောက်ဆီဂျင်ဆိုရင်ဘာတူးလဲ O2 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 လည်းပြောပါနဲ့နေရဘာတူးလဲ O2 အောက်ဆိုက်ဆိုမှ O2 အောက်ဆီဂျင်ကဘာတူးလဲ O2 အ O2 လို့ပြောပြီးနော်အဲ့တော့အောက်ဆီဂျင် gas ကိုတဲ့ is required ဆိုတာကလိုအပ်တယ် to keep our body alive ဆိုတော့ဆရီးရဲ့ခန္ဓာကိုယ်ကြီး ရှင်တန်လည်ပတ်နေဖို့အတွက်ဓာတ်ဝင်လို့လားမလို့လားအောက်ဆီဂျင်ကိုရှူလားမရှူလားဆရာကအောက်ဆီဂျင်ရှူတယ်ဆရာကနေဘာတွေပြန်ပေးလိုက်လဲကာဗွန်ဒိုင်ဆိုက်ကိုဘယ်သူတွေရရှူလဲအပင်တွေကအပင်တွေကဆရာဘာပလုပ်တွေအောက်ဆီဂျင်အောက်ဆီဂျင်ပြန်ပေးတယ်ရမလားနော်အဲ့တော့နောက်နောက်ခွက်ကျတော့ဓာပြီးမှဆရာကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ဝင်ကားတဲ့ is given ဆိုတာကဓာတ်ဝင်တစ်မျိုးဖြစ်တယ်ဗာလေဓာတ်ဝင်တစ်မျိုးဓာတ်ဝင်တစ်မျိုးဘယ်လိုဓာတ်ဝင်တစ်မျိုးလဲဆိုတော့ given of ဆိုတာဘာလို့တာပေးရအောင် GIV and given OFF of given of အာထုတ်တာလားအင်းထုတ်တာ acid wave ဆိုတာဆရာတို့ကအငြိကြီးနေနဲ့ထုတ်တယ်ဗါလေငြိကြီးနေနဲ့ by animal ဆိုတော့တဒဝါတဒဝါလို့ပြောရင်ဆရာတို့လူလဲပါတယ်ခွေးလဲပါတယ်ကြောင်လဲပါတယ်ကုန်ပါတယ်ကျန်တာအသက်ရှိနေမြောက်ကုန်ပါပါလေတဒဝါတွေအဲ့တော့အတရဝါတွေကနေပြီးတော့မှအငြိကြီးဖြစ်ဆုတ်လိုက်တဲ့ဘာအောက်ဆိုက်ကာဗွန်နာအောက်ဆိုက်ဆိုတော့တင်ဂီတာပြောပြီးငါ့ကိုအဲကာဗွန်နာအောက်ဆိုက်อืมကာဗွန်နာအောက်ဆိုက်ဂျီတန်ချက်တာဖိုးမှတင်ပြီးတော့တဲ့ CO2 ဒါလေးမှတ်ထားပြီးပြီနော်ကိုကကိုသုံးနေကြဟာလေးတွေကရင်းနေရမယ်တလား အဲ့တော့ CO2 ဆန်ထုတ်လာမထုတ်ဘူးလားထုတ်ပြီးတော့ NU ဆိုတာစာပါလို့တယ်အသုံးပြုတယ် AC raw material ဆိုတာက ကုန်ချမ်းနေနဲ့သုံးတယ်ဗါလေကုန်ချမ်းနေကုန်ချမ်းနေတဲ့ blue ရသုံးတာလေတော့ plus အပင်ရသုံးတယ်ခုနဆက်ပြောရည်ဆရုကဘာကိုရှူတယ်အောက်ဆီဂျင်ကိုရှူတယ်ဆရုကနေဘာထုတ်လိုက်တယ်ကာဗွန်ဒိုင်အောက်ဆိုက်အဲကာဗွန်ဒိုင်ဆိုက်ကိုဘသူကရှူတယ်အပင်ရရှူတယ်သူကအဲကာဗွန်ဒိုင်ဆိုက်ကိုရှူပြီးတော့မှဆရုကဆန်ကနေလာတဲ့ကောင်တွေနဲ့ဖိုတိုဆင်သက်စ်လုပ်ပြီးတော့အစာချက်ချက် เนาะဒါတော့ G9 မှာကြက်ဖူးတယ်ဟုတ်တယ်เนาะပြီးတော့ဆက်လို့ကနောက်ခုနေနဲ့လာပါပြီဆက်လို့ organic သမားလေးတွေဆိုရင်းနေပါတယ်ဘာသိန်း gas မီသိန်း gas ဒီခုတင်နေတဲ့ကလေးကတော့ organic တင်လာမတင်လာမသိဘူးဆက်တဲ့ပဲတွေကတင်ထားပြီးသားဆိုတော့မီသိန်း formula CA4 CA4 အဲ့တော့မီသိန်း gas ဆိုရဲဆက်လို့က CA4 တန်းခွေးက HUS fuel ဆိုတော့လောင်စာအနေနဲ့မလုပ်တဲ့အသုံးပြုတယ် ammonia gas ammonia formula လေးပြောပါဦးဟမ် ammonia ammonia က음 ဟုတ်တယ် NA3 မှတ်ထားရတော့ဆရာရိုင်းရင်3ဗါလေရိုင်းရင်3ရိုင်းရင်3ရိုင်းရင်4ရိုင်းရင်3ရိုင်း4အမိုနီယာဆိုတော့ရားလားမရဘူးလားရားတယ်ဆိုရင် NA3 အမိုနီယံအမိုနီယံဗါလေအမိုနီယံရဆိုရင်ဗါလေ4လေ NA4 အဲ့တော့ရိုင်းရင်3ရိုင်းရင်4အဲ့လိုဒီမှတ်ထားနော်ရမလား gas in ဆရာတို့က ဘာအမ်မိုနီယာဂတ်ကြောင့်လေးဆက်လို့ဆက်ပြောကြည့်ရအောင်နော်အမ်မိုနီယာဂတ်ကအဲ့ဒီဟွေအဲ့ဒီ gas က is combinations of sulfur ကပေါင်းဆက်ခြင်းဖြစ်တယ် ။ဘာနဲ့ဘာနဲ့ပေါင်းလဲဆိုတော့အစတို့အမိုနီးယားဆိုရင် NH3 လို့ပြောလာမပြောဘူးလား။ N ဆိုတော့ဘာလဲ။ Nitrogen Nitrogen H ဆိုတော့ Hydrogen ။ဟာတော့ဟုတ်တယ်။အဲ့တော့ combination of Nitrogen and Hydrogen gas set တွေကိုပေါင်းစည်းထားတဲ့ ammonia gas ကို ammonia gas ကို H2 ဆိုတာကဘာဟုတ်တယ်။အသုံးပြုတဲ့ to make fertilizer ဆိုတော့ဓာတ်ဟုတ်အဲဓာတ်မြေဩဇာတွေလုပ်တဲ့အခါမှာသုံးတယ်။အဲ့အဲ့ fertilizer မှာစနေဟောင်းတော့ကဆိုတော့ FER TILIZER နဲ့ပေါင်းတယ်။ခုကျတော့ဆိုတော့ Z ကိုပြောလိုက်တာလေ။ဟို ဘေကနန်းမဆို S ကိုဇက်ပြောင်းတာမဟုတ်ဘူးเนาะ तू ပြောင်းတင်တာပဲ तू ပြောင်းတာကြာလာအဲ့တော့ fertilizer ဓာတ်မြေဩဇာအနေနဲ့သုံးလားမသုံးလားအသက်ဒါကြောင့်မလို့ it is important ၎င်းကလည်းဘာလို့တည်းအရေးကြီးတယ် to study ဆိုတာကလေ့လာမှု the behavior of gas and their reaction ဆိုတော့ဒီဓာတ်ငွေတွေရဲ့ဆက်လို့ကအပြုမှုတွေနဲ့သူတို့ရဲ့ဓာတ်ပြုခြင်းတွေကိုလေ့လာဖို့အတွက်ဆက်လို့ကအရေးကြီးလားမကြီးဘူးလားအရေးကြီးရယ်ရှာမလားရှာမလားရှာလားအဲ့တော့ဘေးနွားမှာလည်းဆက်လို့ပေးတော့ပေးထားတယ်ပုံလေးအဲ့ဒီပုံလေးကဆက်ပြီးမှပဲရှင်းပြမယ်เนาะအဲ့တော့ဆက်ပြီးတော့ကြည့်ကြည့်လိုက်ရအောင် the volume and shake volume ဆိုတော့ဘာလဲဒူတယ် shake ကအာပုံတရဟုတ်တယ် the volume and shake of orchestra ဆိုတော့တဟွေးတွေရဲ့ဒူတယ်တွေပြီးတော့ဆရာပုံတရတွေက can be assume ဆိုတာကယူဆနိုင်တယ်ဒိုးဆိုတာအရာတွေဖြစ်ပေါ့နော် of the container ဆိုတော့သူတို့ထည့်ထားတဲ့ခွက်ရဲ့ပုံတရံပေါ်မူတည်ပြီးတော့ဇာတ်ပုံတရံတွေဘာလို့တားလဲကြောင်းလေးတယ် the intermolecular force intermolecular ဆိုတာကဇာတ်က음 ဘယ်လိုပြောရအောင်အတွင်းပါလေအေးပေါ့ ဟို intermodal or gases ဆိုရင်ဆရာတို့က dengue gases ဆိုတော့ဆရာ dengue တွေပေါ့နော် intermodal ဆိုတော့အတွင်းလို့လည်းပြောလို့ရတယ်အဲ့တော့ဒါမှမဟုတ်အချင်းချင်းပေါ့ဗာလေအချင်းချင်းအချင်းချင်းအဲ့တော့ intermodal forces or gases ဆိုတော့ဆရာတို့ကအမှွေများကြားအချင်းချင်းဆွဲအားကခင်းခင်းဗာလေဒါမှမဟုတ်အတွင်းဆွဲအားလည်းရတယ်ဆိုတော့အချင်းချင်းနဲ့အတွင်းနေရာတူတူပဲပေါ့နော်အဲ့တော့အဲ့ဆွဲအားတွေက r mass weaker ဆိုတာကဆရာတို့ကဘာဖြစ်လဲဆိုတော့အတော်ပြီးနေတယ်ပေါ့တော်တော်နေတာ mass ပါတာဖြစ်တဲ့တော့ weaker တော့နေတယ်ကွာအရှိကတော့ mass ပါလာပြီဆိုတော့တော်တော်နေတာပေါ့နော် dense တာပါနဲ့ထက် those or other physical state တို့တခြားသော physical state တွေရဲ့ solid တွေ liquid တွေရဲ့အချင်းချင်းကြားထဲမှာဆွဲထားတဲ့အားထက်ဓာတ်ငွေတွေရဲ့အားကပိုတော်တော်ဘာလို့လဲနေတယ်တော်တော်ဘာလို့လဲနေတယ်နားလည်မလားမသိဘူးเนาะအဲ့တော့ being the most compressive ပဲအဲ့တော့ compress ဆိုတာကဆရာကဘာဟုတ်တယ်ဆိုတော့ဖိတိတ်တာဘာဟုတ်တယ်လေအဲ့တော့ most compressive of the state of matter ဆိုတော့အဲ့ဒီ matter ရဲ့ state အခြေအနေမှာအဖိတိတ်ဖို့အတွက် တအားကိုလွယ်တဲ့ကောင်ကကျတော့တန်းဝေပေါ့ဗာလေတန်းဝေတန်းဝေ they can be miss သူကရုံးတော့နိုင်နေ evenly ဆိုတာကဒါမှပြီးတော့ completely လုံးဝအာ when confined to the same container ဆိုတော့အဲ့တော့ဒီခွက်တစ်ခုလေးရောက်တဲ့အခါမှာတန်းဝေတွေဘလောက်ပဲထည့်တဲ့အကုန်လုံးကဘောက်သွားတယ် miss ပေါ့လေဘောက်သွားတယ်ရုံးတော့သွားတာပေါ့နော်အဲ့တော့အဲ့ gases တန်းဝေတွေမှာ habs ဆိုတာကရှိတယ် mass lower density than liquid and solid အဲ့ဒါကြောင့်လေးဆောင်မြင်တတ်တာမြင်နော်အဲ့တော့တန်းဝေတွေက liquid နဲ့ဘာနဲ့ solid ဆိုတဲ့ဆရာကအရင်နဲ့ဗာနေတဲ့အခဲထက်နဲ့နှိုင်းပြီးတော့ရှင်းမယ်ဆိုရင်နှိုင်းရှင်းတယ်ဆိုအဲ့ဒန်းအမြဲတမ်းသုံးတယ် density ဆိုတာကတိတ်သေးစားက lower ဆိုတော့ lower ဆိုတာညွန်နေတာ mesh ပါတော့ပို့ပြီးတော့ပေါက်တယ်ညွန်နေတယ်ပေါ်မှာလေးတစ်ခုရှိတယ်နော် inner molecular force ကလည်း mass weaker ဖြစ်တယ်အဲဆရာတို့ဒီ liquid နဲ့ solid နဲ့ density တိတ်သေးဆောင်နှိုင်းရှိမယ်ဆိုရင် mass lower ဖြစ်လာမှာဖြစ်ဘူးလားတုံးနဲ့အတုံးလုံးနေမတူအတ္တမတန်ဒီတိချမှတ်ထားပြီးမယ်တလားနော် အကြောင်းဆရာက in this chapter ဒီ chapter မှာဆိုရင်ဆရာမရှင်းတော့ဘူးရတယ်နော်ဒီ chapter မှာဆရာလည်းလေ့လာမယ်ဆိုဘလာဘလာဘလာပြောထားတယ်ကျန်လားအဲ့ဆိုရင်အပေါ်စာပိုက်တစ်ပိုက်လုံးမှာဆရာတို့နေဒီကတည်ရမှာက gas တွေ liquid တွေ solid တွေကတတိထားဖို့အတွက်အရန်ကို regular မကွင်ဘူးလားဘာလို့ regular ဆိုတော့အဲ့ဒီအရာတွေကိုဆရာတို့ကဆရာတို့ရဲ့ပတ်ဝန်းကျင်မှာတွေ့ရတာကအဟွေးဆိုရင် air liquid ဆိုရင် water အာ solid ဆိုရင် swine ဆိုရင်ဆက်တော့အချိန်လေး၃ရက်တွေလားမတွေ့ဘူးလားအဲ့ဒီ၃ရက်ထဲမှာမှ နားလေဖို့လွယ်ကူဆုံးက basket gaseous state အဲ့ gaseous ကလည်းဘာလို့အရေးပါလဲဆိုတော့ဆက်လို့ပတ်ဝန်းကျင်မှာရှိနေတဲ့လေတူကြီးကိုအဲ့ဓာတ်ငွေ့တွေနဲ့ဖွဲ့စည်းလားဖွဲ့စည်းလားဘူးလားဒါပေမဲ့ oxygen gas ကဆက်လို့ body ရဲ့ alive ဖြစ်ဖို့အတွက်ကိုအရင်ရေးကြီးလားမကြီးဘူးလားဆက်လို့ကနေပြီးတော့မှဆွတ်ထုတ်လိုက်တဲ့ carbon dioxide ကိုအပင်တွေကဘာအနေနဲ့အသုံးပြုတယ် raw material အနေနဲ့မြန်မာလိုဘယ်လိုခေါ်လဲကုန်ကျန်းအနေနဲ့ကုန်ကျန်းအနေနဲ့အသုံးပြုတယ်အဲ့ဓာတ်ငွေ့တွေမှာပါတဲ့ methane gas ကိုကြတော့ဘာအနေနဲ့အသုံးတယ် လောင်စာအနေနဲ့အမိုနီးယား gas ကိုကြတော့ဘာအနေနဲ့သုံးလဲအမိုနီးယား gas ဆိုတာဘာနဲ့ဘာနဲ့ပေါင်းထားတာ hydrogen နဲ့ hydrogen နဲ့ပေါင်းထားရမလားရလားပြီးတော့ဆရာကအဲ့ဒီဆာလုတ်တီခုတင်ရမယ့်ဓာတ်ငွေ့တွေရဲ့ဒူးတယ်နဲ့ပုံသဏ္ဍာန်ကကြတော့သူ့ရဲ့ ဝင်ထားတဲ့ဘာပေါ်မူတည်တာလဲအာကွန်တိန်နာပေါ်ကွန်တိန်နာခွက်ပေါ်မူတည်လားမတည်ဘူးလားအဲ့ခွက်ရဲ့ပုံတရမမူတည်ပြီးတော့တွားတယ်ဒါပေမဲ့အဲ့ဓာတ်ငွေ့ကြားမှာရှိနေတဲ့ inter molecular force ကတော့တခြားသော state တွေထပ်ပို့ပြီးတော့နေတယ်ဒီမှာအင်္ဂလိပ်လိုဘယ်လိုခေါ်မလဲ mass weaker mass weaker ထပ်ပြီးတော့ဆက်သွားနှိုင်းရှင်မယ်ဆိုရင် density နေနဲ့နှိုင်းရှင်မယ်ဆိုလဲထပ်ပြီးတော့ဘာဖြစ်လဲ mass lower mass lower ဖြစ်တယ် liquid နဲ့ solid အဲ့ဒါဒီ อินโทรไปนี่จ้ะมั้ยเนาะอะอินโทรไปนี่ขึ้นไล่มั้ยเฉิงนี้เสร็จแล้ว17นาทีจบไปสุจ้ะล่ะเอ่อเดี๋ยวนี้แท็กเปลี่ยนแพทจีเนาะ